ချင်းပြည်နယ်တိတိတ်မြို့နယ်မှာဒေသခံပြည်သူတွေကိုဖမ်းဆီးပြီးလူသားတိုင်းအဖြစ်နဲ့အသုံးပြုကစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်40ခန်းသိမ်းဆုပ်တယ်လို့ချင်းကြီးနောင်အဖွဲ့ CB ကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ချင်းကြီးနောင်တပ်ဖွဲ့ဝင်တွေကနိုဝင်ဘာလ6ရက်နေ့ကစစ်ကော်မရှင်ကလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားတဲ့ဒေသခံပြည်သူ14ယောက်ကိုကယ်တင်နိုင်ခဲ့ပြီးလက်နက်ခဲရဲနေလဲတင်းစဲရမိတယ်လို့ထုတ်ပြန်ထားပါတယ်။ လူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခံခဲ့ရတဲ့သူတွေကအမျိုးသမီးတယောက်ကိုစစ်ကောင်မရှင်ကအာဓမ္မပြုကျင့်ခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာပါရှိပါတယ်။နိုဝင်ဘာလ၁ရက်နေ့မှာရန်သူရဲ့လက်နက်တချို့နဲ့ချောဆွဲထားတဲ့ပြည်သူပိုင်မော်တော်ကားတစ်စီးကိုတင်ဆက်ရမိကြောင်းနိုဝင်ဘာလ၃ရက်နေ့မှာတော့ဒေသခံပြည်သူတွေကိုလူသားတိုင်းအဖြစ်နဲ့အသုံးပြုထိုးစစ်ဆင်လာတဲ့စစ်ကောင်မရှင်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးကလေးလန်းစွာပြီးလမ်းခွဲကနေ စစ်အင်အားတချို့ထွက်လာလို့တိုက်ပွဲပြင်းထန်ခဲ့ကြောင်းထုတ်ပြန်ကြမ်းမှာဖော်ပြထားပါဗျ။ဒီလိုတိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက်နိုဝင်ဘာလ6ရက်နေ့မှာချင်းညီနောင်ကစစ်ကော်မရှင်ဖမ်းဆီးထားတဲ့ပြည်သူတွေကိုကယ်တင်နိုင်ခဲ့တယ်လို့စစ်တုံးပန်းတချို့ကလည်းဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ထားတာပါရှင်။ အာနာဒိန်းဆေးအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲရလဒ်တွေကိုပြက်ပြက်သားသားညှင်းပယ်ပေးဖို့အာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုက်အဝန်းကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကနိုဝင်ဘာလ၈ရက်နေ့မှာထပ်မံတောင်းဆိုခဲ့ပါတယ်။နိုဝင်ဘာလ၈ရက်နေ့မှာကြာရောက်တဲ့2020ပြည်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၅နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ CRPH ကအခုလိုထည့်သွင်းရည်သားတောင်းဆိုခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီနှိကြပြုတ်လုတဲ့ရွေးကောက်ပွဲရည်တစ်ဆင့်လွတ်တော်တရက်မပေါ်ပေါက်ခြင်းတရက်ဝင်စဲဖြစ်ပြီးတော့2020ရွေးကောက်ပွဲရလက်ကိုကင်ဆယ်က Federal Democracy နိုင်ငံတော်သစ်တိဆောက်ရေးအတွက်တော်လိုင်းအင်အားစုတွေအားလုံးနဲ့လက်တွဲပြီးတော့ဆက်လက်ကြိုးပမ်းသွားမယ်လို့ CRPH ကကတိပြုကြောင်းဆိုပါတယ်စီအိုဆူရဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုဥတီမှာမဟုတ်ပဲ စစ်ဘော်ချုပ်တွေရဲ့အာဏာကိုဆက်လက်ဆုပ်ကိုင်နိုင်ဖို့ကြိုတင်ကြံစီထားတဲ့တရားမဝင်ရွေးကောက်ပွဲသာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။မြန်မာနိုင်ငံရဲ့တောင်ဘက်ပင်လယ်တွေကအိန္ဒိယနိုင်ငံနီကိုဘာကျွန်းနားမှာနိုဝင်ဘာလ9ရက်နေ့ဒီကနေ့နေ့လယ်ပိုင်းက Richter scale 5.8အဆင့်ရှိတဲ့ငလင်းတစ်ခုလှုပ်ခတ်သွားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ မြမစံတော်ချိန်နေ့လယ်တနာရီ၈မိနစ်လောက်က ARI တိုင်းပသိမ်မြို့ရဲ့တောင်ဘက်485ကီလိုမီတာအကွာမြမကန်းလွန်ပင်လယ်ပြင်အတွင်အတ္တမန်နဲ့နီကိုဘာကျွန်းစုရဲ့အနီးအနားမှာမြေရောက်အနက်133ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 5.8အဆင့်ရှိတဲ့အင်အားအတော်အသင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။မြင်းငလျင်တိုင်းတာဆက်တရာ၃နဲ့ scale နဲ့တိုင်းတာရဲ့နီလန်းနေပေါ်မူတည်ပြီးတော့ငလျင်အင်အားပမာဏအနည်းငယ်ကွာနိုင်တယ်လို့ဆိုပါတယ်။ အိန္ဒိယအမျိုးသားမြေငလျင်ဗဟိုဌာန NCS ကတော့ဒီသားစံတော်ချိန်12နာရီ6မိနစ်မှာအနက်60ကီလိုမီတာမှာပြင်အား9.4နဲ့လှုပ်ခတ်ခဲ့ရလို့ဆိုပါရယ်။ဂျာမန်ဘူမိသိပ်ပံသူတေသနာဌာနကတော့အနက်10ကီလိုမီတာမှာပြင်အား6.39နဲ့လှုပ်ခတ်ခဲ့ရလို့ဆိုပါရယ်ရှင်။အနာဒိစစ်တက်ကျင်းပမဲ့ရွေးကောက်ပွဲအတွက် ဝါရဖြန့်ဖို့လှုံ့ဆော်ရေးစာသားတွေကိုပြည်ရင်းမှာရှိတဲ့အမှုပညာရှင်တွေနဲ့ဒရိုက်တာဝိုင်းဦးဆောင်ကသူတို့နဲ့အတူဒရိုက်တာဝင်းလင်ထက်ဒရိုက်တာအော်ရတာနဲ့မိဘတို့ကရိုက်ကူးပေးနေရတယ်လို့ရုပ်ရှင်လောကအတိုင်းဝန်းစီကနေသိရပါဗျ။ဒရိုက်တာဝိုင်းကစစ်တပ်ဝါရဖြန့်ဇကားတော်တော်များများကိုဒရိုက်တာတင်အောင်စိုးပန်းမြို့တော်နဲ့ပူးပေါင်းရိုက်ကူးပေးနေပြီးတချို့ဇကားတွေမှာဆိုရင်တော့နာမည်မခံပဲစစ်တပ်ကအမှုပညာရှင်တော်တော်များများကိုဖိအားပေးရိုက်ခိုင်းနေပြီးတော့ ရုပ်ရှင်လောကနာမည်ကြီးတရုတ်ဆောင်တွေအပါအဝင်ဇက်ပို့တွေအလှမယ်တွေအဆိုတော်တွေအားလုံးနှီးပါ ရိုက်ကူးပြီးသွားပြီလို့ရုပ်ရှင်လောကနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။လက်ရှိအချိန်ထိရိုက်ကူးပြီးတဲ့အမှုပညာရှင်တွေကတော့ထွင်ဒရာပို ခိုင်တင်းကြီးအေမြတ်သူဝုံမုံရွှေကြီးဖွေဖွေဟိန်ဝေရန်စိုးပြတဲ့စင်ခင်လိုင်းအောင်ရဲလင်းအလင်းရောင်တိုင်ရွန်ထူအောင်ညီနနခင်ဝင်းဝါတဲစုငယ်ရွှေမုံရည်ရွှေထူးကြော်ထက်အောင်အစားရှိတဲ့အမှုပညာရှင်တွေဖြစ်တယ်လို့သိရပါဗျ။ အဆိုတော်တွေနဲ့သဘင်လောကကအမှုပညာရှင်တွေကိုတော့မြမအတန်အတောင်းဝင်ယူရိုက်ကူးပေးနေတယ်လို့သိရပါဗျ။အရင်ကနိုင်ငံရေးနဲ့အမှုပညာရှင်မပတ်သက်ဘူးဆိုပြီးနိုင်ငံရေးနဲ့အဝေးဆုံးမှနေခဲ့တဲ့အဆိုတော်ဝေလလည်းရိုက်ကူးရေးလုပ်ပေးနေရတယ်လို့သိရပါဗျ။နောက်ထပ်စစ်တပ်ဝါရဖြန့်ရုပ်ရှင်ကားတွေလည်းဒရိုက်တာတင်အောင်စိုးပဲမျိုးတော်ကထပ်ရိုက်မယ်လို့သိရပြီးဒရိုက်တာဝိုင်းဒရိုက်တာဝင်းလင်ထွတ်ဒရိုက်တာမီးပွားအော်ရတာတို့ကလည်းရိုက်ကူးဖို့အစီအစဉ်နေကြရလို့သိရပါပါရှင် စစ်တပ်ကရွေးကောက်ပွဲဝါရဖြတ်မှုအတွက်အမှုပညာရှင်တွေကိုပြင်းပြင်းထန်ထန်ဖိအားပေးနေတဲ့အတွက်ဖွေးဖွေးဝင်းမုံရွှေရီထွန်းရာဘိုခိုင်တင်းကြီးတိုင်ရွန်နဲ့ထူးအောင်အစရှိရဲ့အမှုပညာရှင်တော်တော်များများနိုဝင်ဘာလ9ရက်နေ့မှာကမ်ပိန်းဗီဒီယိုရိုက်ကူးပေးခဲ့ရတယ်လို့အမှုပညာအတိုင်းဝန်နဲ့နှိဆက်သူတွေဆီကနေသိရပါဗျာ။ ရွေးကောက်ပွဲဝါရဖျက်မှုရိုက်ကူးရေးတွေမှာမပါဝင်လို့နိုဝင်ဘာလ9ရက်နေ့ကဖမ်းဆီးခံခဲ့ရတဲ့နမကြီးတရုတ်ဆောင်ဖူပွေးဟာလက်ရှိမှာတော့ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့အမှုပညာအတိုင်းဝန်းနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ဖူပွေးကိုပြည်ဦးလင်မှာမတမ်းမရာဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်ကူးနေတော့ရဲတွေကလာရောက်ဖမ်းဆီးခဲ့ပြီးရန်ကုန်အထက်ခေါ်ဆောင်သွားတာဖြစ်ပြီးတော့ဝါရဖျက်ချီရေးလုပ်ဝိမဲ့ဆိုမှလှုပ်ပေးတာလို့နှိဆက်သူတယောက်ကပြောပါဗျ။ ရွေးကောက်ဝဲကမ်ပိန်းနဲ့သက်ဆိုင်တဲ့စာသားတွေကိုရုတ်ပေးတဲ့ဗီဒီယိုတွေရိုက်ကူးဖို့စစ်ကောင်မရှင်ကအမှုပညာရှင်တချို့ကို ပြင်းထန်တဲ့ဖိအားတွေပေးနေတာဖြစ်ပြီးတရုတ်ဆောင်တွေပြီးရင်တော့အဆိုရတွေကိုပါဖိအားပေးဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်ရှင်။ကြားဖြတ်အွန်လိုင်းလိမ်လည်မှုတွေလုပ်တဲ့ကရင်ပြည်နယ်မြောက်ရီမြို့နာက KK Park အဆောက်အုံတွေကိုဆက်လက်ဖျက်ဆီးမှာဖြစ်ပြီးအဲ့ဒီကိုရောက်လာတဲ့နိုင်ငံသားအများစုကထိုင်းနိုင်ငံကနေတဆင့်ဝင်လာတယ်လို့စစ်ကောင်စီဩဇာခံပြန်ကြားရေးဌာနကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ မြောက်ရီမက်ထော်တလေးနေမြေမှာအွန်လိုင်းလောင်းကစားနဲ့အွန်လိုင်းလိမ်လည်တာတွေကိုကျူးလွန်ခဲ့ကြတဲ့နိုင်ငံသားတွေကိုပေါ်ထုတ်စစ်ဆေးတာကလည်း2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိမြန်မာနိုင်ငံနဲ့တရားမဝင်ဝင်လာတဲ့နိုင်ငံသားစုစုပေါင်း1862ယောက်ကိုစစ်ဆေးပေါ်ထုတ်ထိမ့်သိမ်းနိုင်ခဲ့ပြီးတော့အဲ့ဒီတွေက6403ယောက်ကတော့ထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေစီပြည်နယ်လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့သိရပါဗျာ။ ကျန်တဲ့1359ယောက်ကိုလွှဲပြောင်းပေးဖို့လည်းအသင့်ဖြစ်နေပြီလို့ဆိုပါရယ်။ဒါအပြင်ပန်းချန်တွေအားကစားရုံတွေဟူဆယ်ကွင်းတွေနဲ့ပိုက်ချော်ချင်းကွင်းတွေဘတ်စကတ်ဘောကွင်းတွေလည်းရှိပြီးတော့အဲ့ဒီအဆောက်အုံတွေကိုပြီးခဲ့တဲ့အော်တိုဘာလကုန်ပိုင်းမှာစစ်တပ်ရဲ့ညွှန်ကြားချက်နဲ့မိုင်းခွဲဖျက်ဆီးနေရလို့သိရပါရယ်။လက်ရှိမှာတော့အဆောက်အုံတရားတလုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးကျန်တဲ့48လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးသွားမယ်လို့ပြန်ကြားရေးသတင်းမှာဖော်ပြထားတာပါ။ ကြားဖြတ်မှာလောက်ကင်သူတွေဟာမြန်မာနိုင်ငံထဲကိုထိုင်းနိုင်ငံအပါအဝင်အိန္ဒိယနိုင်ငံတချို့ကနေနေဆက်ကနေတရားမဝင်ဝင်ရောက်လာပြီးနိုင်ငံသားသား60ရာခိုင်နှုန်းကျော်ဟာထိုင်းကနေတဆင့်ဝင်လာတယ်လို့ဆိုပါရယ်။အွန်လိုင်းငွေလိမ်နာနဲ့လောင်းကစားတွေမှာပါဝင်ပတ်သက်သူတွေကိုကရင်ပြည်နယ်မှာသာမကရှမ်းပြည်နယ်အရှေ့မြောက်ဘက်နဲ့အရှေ့ဘက်တွေမှာလည်းနေမြေစစ်ဆေးရှင်းလင်းခဲ့သေးတယ်လို့သိရပါပါရှင်။ ရခိုင်ပြည်နယ်မောင်နှုံးမြို့နယ်ငွေတောင်ကျေးရွာမှာနိုဝင်ဘာလ9ရက်နေ့ကနှွားကြောင်းနေတဲ့အမျိုးသားတယောက်ကိုမွတ်စလင်လက်နက်ကင်တက်အာဇာအဖွဲ့ကတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။တေဆုံးသူငွေတောင်ကျေးရွာသားအသက်63နှစ်အရွယ်ဦးရွှေသိန်းဟာရွာရဲ့အရှိဘက်မေယူတောင်ချေရင်မှာနှွားကြောင်းနေစဉ်မွတ်စလင်လက်နက်ကင်အဖွဲ့အာဇာရဲ့ဖမ်းဆီးတပ်ဖြတ်တာကိုခံခဲ့ရတယ်လို့ဆိုပါရယ်။နွားကြောင်းသွားတာပြန်မရောက်လာလို့ရွာသားတွေလိုက်ရှာချိန်မှာအာစာတွေကတက်ဖြတ်ပြီးအလောင်းဖြောက်တဲ့သဘောနဲ့ မြုပ်နှံထားတာကိုတွေ့ရတယ်လို့မောင်နှောဒေတာခန့်အမျိုးသမီးတယောက်ကပြောပါရယ်။မောင်နှောဒေတာမှာမွတ်စလင်လက်နက်ကိုင်အာဆာအဖွဲ့ရဲ့ခြုံခိုးတိုက်ခိုက်မှုတွေကြောင့်ဒေတာခန့်ရဲ့အသက်အန္တရာယ်တစ်နေ့တစ်နေ့ဆိုးရင်လာရတယ်လို့မောင်နှောမျိုး၄မိုင်ရက်ကွက်ကအမျိုးသားတယောက်ကပြောပါရယ်။မွတ်စလင်လက်နက်ကိုင်တွေဟာစစ်ကောက်စီနဲ့မဟာမိတ်ဆက်ဆံရေးတိစောက်ထားပြီးမောင်တော်နဲ့ဘူသီးတောင် မြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီနဲ့ပူးပေါင်းပြီးအေအေရဲ့ထိုးစစ်တွေကိုခုခံခဲ့ကြပါဗျ။ မောင်နှောဒေသအတွင်းမှာမွတ်စလင်လက်နက်ကိုင်တွေရဲ့အကြမ်းဖက်မှုတွေကိုမောင်နှောခရိုင်မွတ်စလင်ကောင်စီကလည်းရှုံချထားပါတယ်ရှင်။မန္တလေးတိုင်းမိထီလာမြို့နယ်မုံတိုင်းရွာမှာစစ်မှုထမ်းကြီးတွေစတင်ကောက်နေပြီးအဲ့ဒီစစ်မှုထမ်းကြီးတွေကိုပြည်သူစစ်ကိုပေးတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။မုံတိုင်းကျေးရွာအုပ်စုလူကြီးဦးအေးလွင်နဲ့ခမင်းအိုင်ရွာရာဟိန်မူဦးဖိုးပါတို့ကဥဆောင်ပြီးတော့ကောက်တာဖြစ်တယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။ ုံတိုင်းရွာမှာနေထိုင်တဲ့ဒေသခံတယောက်ကတော့တအိမ်နောင်ကို9000ကျပ်အသက်18ကနေ35ရှိတဲ့အိမ်ဆိုရင်တသိန်းခွဲမပေးရင်အလဲရွာရဲစခန်းကရဲကိုခေါ်မယ်လို့ဥဖိုးပါကကြိမ်းကြောင်းနဲ့အလဲရွာရဲစခန်းကရဲတက်ကြက်ကြီးဦးတန်းမြင့်နဲ့အတူရွာကိုလာတာလည်းရှိတယ်လို့ပြောပါရယ်မုံတိုင်းရွာမှာပြည်သူစစ်အဖွဲ့ကြီးလည်းစတင်ဖွဲ့စည်းနေပြီးဥဆောင်သူကတော့လေတက်ကနေဆေးပင်စင်ယူထားတဲ့ဥမြင့်ခိုင်ဖြစ်တယ်လို့သိရပါဗျ။ မုံနိုင်ရွာကစစ်မှုရန်ကြီးတွေကောက်လို့ရတဲ့တိန့်တရာကျော်ကိုပြည်သူစစ်ကိုပေးပြီးပြည်သူစစ်အင်အား30ကျော်ရှိရဲ့လို့ဒေသခံတွေစီကနေသိရပါဗျ။မုံနိုင်ရွာဒေသခံတွေကတော့အခုလိုစစ်မှုရန်ကြီးတွေကိုပြည်သူစစ်ကိုပေးရတဲ့အတွက်ပြည်သူစစ်အင်အားတွေတဖြည်းဖြည်းနဲ့အင်အားကြီးလာမှာကိုစိုးရိမ်နေကြပါရဲ့ရှင်။ မြန်မာထိုင်းနယ်စပ်ကနေထိုင်းနိုင်ငံတို့ကုန်စီတွေကိုဒူတိုင်းမှုအောင်ခွင့်ပြုချက်နဲ့တင်သွင်းခဲ့တဲ့ကုန်သည်တရာကျော်ကိုစစ်ကောင်မရှင်တက်ကလိုက်လံဖမ်းဆီးနေတာကြောင့်ကုန်သည်တွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့နိုဝင်ဘာလ10ရက်နေ့ကကုန်သည်တွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့ဇူလိုင်လနောက်ဆုံးဘက်ကကရင်ပြည်နယ်ဖအံမြို့တန်လွင်တံတားကိုလုံခြုံရေးအရတံတားပိတ်ထားခြင်း ကုံစီတင်ရင်140ကျော်ကိုမော်လမြိုင်မြို့အခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုအမိန့်နဲ့ဖြတ်တန်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။တန်လင်းတရားဖြတ်တန်းခွင့်ပြုခဲ့တဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုပညာဝင်းနဲ့အတူကရင်ပြည်နယ်အကောက်ခွန်ဦးစီးဌာနပြည်ရင်းအခွန်စစ်တပ်ရဲတပ်ဖွဲ့အပါအဝင်ဌာနဆိုင်ရာအရာရှိ20နီးပါးဟာဒူးစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးစိုးဝင်းအမိန့်နဲ့ဖမ်းဆီးခဲ့ပါတယ်။ ဒါအပြင်ကုံစီနဲ့ကုံတွေတွေကိုလိုက်လံဖမ်းဆီးတာ blacklist ကြော်ညာတာတွေနဲ့စစ်ကောင်မရှင်ကလှုံ့ဆော်ခဲ့ပါတယ်။ဒါကြောင့်ကုံတွေတွေဟာထိုင်းဘက်ကိုအကုန်လုံးထွက်ပြေးခဲ့ရတာကြောင့်လူတွေဘဝပြတ်တဲ့အထိဖြစ်နေတယ်လို့ကုံတွေတယောက်ကပြောပါတယ်။စစ်ကောင်စီကအခွန်မူဝါဒတင်းကျပ်ထားပြီးကုံတွေတွေအနေနဲ့အခွန်ဆောင်မရတာဖြစ်တဲ့အတွက်ကြောင့်တရားမဝင်ကုံတွေနေရပြီးတရားဝင်ကုံတန်ခွင့်ရအောင်လဲအခွန်မူဝါဒဖြေလျှော့ပြီးလိုင်စင်ချပေးဖို့လိုတယ်လို့ကုံတယ်တွေကပြောပါရရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကစစ်ကြောင်းထိုးနေတဲ့အတွက်ထိတိတိုက်ပွဲတွေပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါရယ်။မိုးပြဲမြို့မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားထိတိတိုက်ပွဲတွေမကြာခဏဖြစ်နေပေမဲ့နိုဝင်ဘာလ9ရက်နေ့နဲ့10ရက်နေ့တွေမှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါရယ်။ထိတိတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ကလေရင်နဲ့တိုက်ခိုက်တာတွေပြုလုပ်နေပြီးနှစ်ဖက်အထိကိုက်အကြဆုံးတွေလည်းရှိပေမဲ့သေစိတ်အချက်လက်တွေကိုတော့မသိရသေးဘူးလို့မြေပြင်ရဲဘော်တယောက်ကပြောပါရယ်။ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကအခုနှစ်အလယ်လောက်မှာမိုးပြဲမြို့ကိုပင်လောင်းဖေကုံကနေတဆင်စစ်ကြောင်းထိုးပြီးမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးအနီးတစ်ဝိုက်ကကြေးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတဲ့အတွက်ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပါဗျ။စစ်ကောင်စီတပ်ကစစ်ကြောင်းမထိုးခင်အချိန်မှာလည်းကြေးရွာတွေထဲကိုလက်နက်ကြီးပစ်ခတ်တာ၊ drone နဲ့ဘုံကျဲရာတွေပြုတ်လုပြီးတိုက်ပွဲပြင်းထန်ချိန်မှာတော့လေကြောင်းကနေလည်းဘုံလာကျဲတယ်လို့ဒေသခံတွေဆက်နေသိရပါဗျ။ ရန်ကုန်ကဖျော်ပြပွဲမှာညဉ့်ဉန်းစကားတွေကိုပြောဆိုခဲ့တဲ့အဆိုတော်အပါအဝင်ပွဲစီစဉ်သူတီဆိုကခုံသူတွေနဲ့ဗီဒီယိုရိုက်ကူးသူတွေကိုပါဖမ်းဆီးထားတယ်လို့စစ်ကောင်စီကနိုဝင်ဘာလ၈ရက်နေ့ညမှာထုတ်ပြန်ပါတယ်။နိုဝင်ဘာ၂ရက်နေ့ညပိုင်းကရန်ကုန်တိုင်းတငန်းကျုံမြို့နယ် Eastern Yangon Event Park မှာပြုလုပ်တဲ့ Overflow Music Festival ဖျော်ပြပွဲမှာအဆိုတော် Win Call ရဲဝင်းအောင်ခေါ်ဗလာနဲ့ Cobrain Call ိမင်းထိုက်တို့ဦးဆောင်တဲ့အဖွဲ့ကညဉ့်ညမ်းတဲ့ဇကားတွေကိုပြောဆိုပြီးတော့ပြိသက်တွေကိုအကုန်လုံးနေဖြန့်ကျဲခဲ့တဲ့ဗီဒီယိုတစ်ခုလူမှုကွန်ရက်မှာတက်လာပြီးဝေဖန်ခံရပါတယ်။သူတို့ဖြော်ပြနေတုန်းမှာနောက်ထပ်73ရောက်လောက်ကလည်းစင်ပေါ်ကိုတက်လာပြီးကခုံတာဗီဒီယိုရိုက်ကူးတာတွေလုပ်ခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။သူတို့76ရောက်စလုံးကိုအများပြည်သူစိုးရိမ်ထုတ်လန့်စေမှုပုံမှာတခြားသူတွေစိတ်ညစ်ညေးအောင်ပြောဆိုတဲ့ပုံမှာ အားပေးကူညီမှုပုံမှန်တွေဖြစ်တဲ့905ကကြီး294 134အရာတင်ငန်းကျုံမြို့နယ်တဝနာမြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်ရှင်အမျိုးသားညီညွတ်ရေးအစိုးရကထုတ်လွှင့်နေတဲ့ Radio NUG ထုတ်လွှင့်မှုတွေရန်နာလိုက်ပြီလို့အားပေးတဲ့ပြည်သက်တွေကိုအသိပေးကြေညာထားပါတယ်။ 2021ခုနှစ်ဩဂတ်လကနေ2025နိုဝင်ဘာလ9ရက်နေ့အထိပြက်ကွက်မှုရှိတင်ဆက်ခဲ့တဲ့ Radio Energy အစည်းအဝေးတွေကိုဗန်နာရေးအခက်အခဲအခြေအနေတွေကြောင့်အခုနိုဝင်ဘာလ9ရက်နေ့ကနေစတင်ပြီးတော့ရနာလိုက်တယ်လို့ဆိုပါရစေ။ပြည်သူတွေထံလေလိုင်းကနေတစဉ်သတင်းချက်လက်တွေတင်ပြတာ Radio တာဝန်တွေကိုကြေပြွန်ခဲ့ကြသလိုရှစ်ဒေါ်လာရေးလမ်းကိုလည်းမိမိတို့ CDN ဝန်ထမ်းတွေစေတနာဝန်ထမ်းတွေရောက်ရနေရာကနေဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ဆိုပါရစေ။ နှွေဦးတော်လှန်ရေးနဲ့အတူနှွေဦးစစ်တီရေဒီယို NUG အဖွဲ့သားတွေကဆက်လက်ပြီးတော့အတူတကွရှိနေမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါဗျ။မြမပြည်ရင်းမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုပိတ်သိမ်းတာသတင်းသမားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေအပြင်းထန်ပြုလုပ်နေခြင်းမှာရေဒီယို NUG အစီအစဉ်တွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်ရှင်။ အရခတတော်အေအေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ပုံနာကျုံမြို့နယ်ကြောက်တန်ကြီးကျေးရွာရသေးတောင်မြို့နယ်ကျင်းသာကျေးရွာနဲ့ပေါတော်မြို့တွေကိုနိုဝင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာပြီးပြုလုပ်ခဲ့လို့ဒေသခံတွေစီကနေသိရပါဗျ။ပုံနာကျုံမြို့နယ်ကြောက်တန်ကြီးကျေးရွာနဲ့ရသေးတောင်မြို့နယ်ကျင်းသာကျေးရွာကိုနေ့လယ်2နာရီနဲ့ပေါတော်မြို့ကို2နာရီနဲ့15မိနစ်လောက်မှာဂျက်ဖိုက်တာတွေနဲ့ဘုံကျဲခဲ့တဲ့အတွက် ကြောက်တန်ကြီးကြေးရွာကအမျိုးသမီး၂ယောက်နဲ့ပေါက်တော်မျိုးခံ၄ယောက်တေဆုံးပြီးအမျိုးသား၂ယောက်ထိခိုက်ဒဏ်ရာရရှိရလို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်ကပုံနာကျုံမျိုးနယ်ကြောက်တန်ကြီးရွာကိုပေါက်900ဘုံနှလုံးရသေးတောင်မျိုးနယ်ကျိန်သာကြီးရွာကိုပေါက်900ဘုံတစ်လုံးနဲ့ပေါက်တော်မျိုးအာထခအကြောင်းကိုပေါက်900ဘုံနှလုံးကျဲချခဲ့တာဖြစ်တယ်လို့ဒေသခံတွေကနေသိရပါရယ်ရှင် အနာသိစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ယူရမှာဖြေဆိုသူ69ရာခိုင်နှုန်းကတရားမျှတမှုမရှိဘူးလို့ယုံကြည်ကြောင်းပြောခဲ့တယ်လို့စစ်တမ်းကောက်ခဲ့တဲ့အတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါ့အပြင်စစ်တမ်းကိုဖြေဆိုထားတဲ့69ရာခိုင်နှုန်းကစစ်တပ်လုပ်မဲ့ရွေးကောက်ပွဲကမြန်မာနိုင်ငံရဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ယုံကြည်ကြောင်းလည်းဖိကြားခဲ့ပါတယ်။ ဖြေဆိုသူ96ရာခိုင်နှုန်းကတော့စစ်တပ်ရွေးကောက်ပွဲကိုမဲမပေးဘူးလို့ဖြေကြားထားပါတယ်။အဲဒီစစ်တမ်းကိုမြန်မာနိုင်ငံပြည်내နဲ့တိုင်း14ခုအပြင်နေပြည်တော်ကောင်စီနယ်မြေနဲ့ပြည်ပရောက်မြန်မာနိုင်ငံသား3800ကျော်ကိုမေးယူကောက်ယူထားတာပဲဖြစ်ပါတယ်။စစ်တမ်းကောက်ယူရာမှာမြို့နယ်ပေါင်း281ခုကပြည်သူတွေပါဝင်ဖြေဆိုထားပြီးအဲ့ဒီထဲမှာရွေးကောက်ပွဲလုပ်မယ်လို့အာဏာသိမ်းစစ်တပ်ကကြေညာထားတဲ့မြို့နယ်ပေါင်း153မြို့နယ်ပါဝင်ပါတယ်။ စစ်တမ်းကောက်ယူတာကိုလူမှုကွန်ရက်ကနေကောက်ယူတယ်လို့လုံခြုံရေးစိတ်ချရတဲ့နေရာတွေမှာမြေပြင်မှာကောက်ယူကြတာဖြစ်တယ်လို့အတူအယောင်ရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။လူတတ်မှုနဲ့ဖန်ဆီးခံရတဲ့ပြီးသုံးလုံးပါတီကတိုင်းဒေသကြီးလွှတ်တော်ကိုစလေလောင်းဦးဆိုင်ရွှေထီကိုစစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာရှင်ပြိုင်ခွင့်ပြုလိုက်တယ်လို့ထုတ်ပြန်ချက်တွေရသိရပါဗျာ။ နိုဝင်ဘာလ10ရက်နေ့ကစေအုပ်စုနဲ့ပြည်ရင်းသတင်းမီဒီယာတွေအုပ်စုဖွဲ့တီထောင်ထားတဲ့ Viber Group မှာသတင်းဌာနတစ်ခုကလူသက်မှုနဲ့ဖမ်းဆီးခံထားရတဲ့ပြည်သုံးလုံးပါတီကဦးဆိုင်ရွှေထီကိုကိုယ်စားလှယ်လောင်းကနေပယ်ဖျက်ခြင်းရှိမရှိမေးမြန်းရမှာ UEC ကပြန်လည်ဖြေဆိုခဲ့တာပဲဖြစ်ပါတယ်။စေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာရပ်ပေါင်း90ကျော်သာလူတော့တာဖြစ်ပြီးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရားရုံးတွေရဲ့ထုံးစံအရအမှုစစ်ဆေးချိန်တွေကနှစ်နဲ့ချီပြီးကြာမြင့်တဲ့အတွက်ပြည်သုံးလုံးပါတီကလွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်ရွှေတီက ရွေးကောက်ပွဲဝင်ခွင့်ရမယ်လို့တရားလွှတ်တော်ရှေ့နေတယောက်က DVV ကိုပြောပါရယ်။နိုဗ ెంబ ာလ၄ရက်နေ့မနက်၂နာရီခွဲဟာတောင်ကြီးမြို့နယ်ရက်ွက်တဲ့နယ်မြေနှစ်မှာနေထိုင်တဲ့ဦးဆိုင်ထုံးစာဆိုသူအမျိုးသားတယောက်ကဦးဆိုင်ရွှေတီချန်နယ်ရချက်ကိုဝင်ခိုးရမှာတားဖနှစ်ယောက်ကဒုတ်တင်နဲ့ဝိုင်းဝန်းရိုက်နှက်ရာကနေတေဆုံးသွားခဲ့တာပဲဖြစ်ပါရယ်။လက်ရှိအချိန်မှာတော့ပြစ်မှုကျူးလွန်သူဦးဆိုင်ရွှေတီနဲ့ဆိုင်းကျော်စိုးမိုးတို့ကိုအေးတရာနယ်မြေရဲစခန်းကဖမ်းဆီးပြီးပအမှတ်81မြင်းဆောင်2025 ပုံမှန်300နှစ်134နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်ရှင်။နိုဝင်ဘာလဇန်ကလေးက Wi-Fi Internet line တွေသုံးမရတဲ့အထိဖြစ်ခဲ့ပြီးနိုဝင်ဘာလ9ရက်နေ့ဒီကနေ့အထိတချို့ Wi-Fi line တွေပုံမှန်ပြန်မဖြစ်သေးဘူးလို့ရန်ကုန်မြို့မှာနေထိုင်သူတွေစီကနေသိရပါတယ်။တချို့ Wi-Fi Internet line တွေက line ကျပြတ်တောက်တာတွေဖြစ်ပြီးတပတ်ကျော်ကြာတဲ့အထိပြန်ကောင်းလာခြင်းမရှိသေးပါဘူး။ ဒါအပြင်ပြန်လဲအသုံးပြုလို့ရတဲ့ Wi-Fi line တွေမှာလည်းပုံမှန်အတိုင်းအသုံးပြုလို့မရတော့ပဲတချို့ website တွေနာမည်ကြီး VPN တွေကိုချိတ်ဆက်သုံးလို့မရတော့ဘူးလို့ဆိုပါတယ် Wi-Fi internet line တွေပုံမှန်အတိုင်းသုံးလို့မရသေးတာကြောင့် online ကနေဈေးရောက်တဲ့သူတွေ delivery ဝန်ဆောင်မှုပေးတဲ့သူအများစုနဲ့ online ပေါ်ကနေတဆင့်သင်တန်းပေးစတင်သူတွေအများစုအဆင်မပြေဖြစ်ရတယ်လို့သိရပါဗျ။ Wi-Fi internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေကတော့မြန်မာနိုင်ငံကိုဆက်သွယ်ထားတဲ့ပင်လယ်ရေအောက်က line ကြိုးတွေချိုးယွင်းတာကြောင့်လို့ထုတ်ပြန်ထားပါဗျ။